အားလုံးပဲမင်္ဂလာပါရှင်မြန်မာ audio book channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အချက်ဝတ္ထုလေးကတော့ဦးလေးကြီးရဲ့မိတာဆိုတဲ့အချက်ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေစဉ်ဇာတ်လမ်းအစ်တွေကို တင်ဆက်ပေးမှာဖြစ်လို့ channel လေးကိုလိုက်ရန် subscribe လေးလုပ်ထားပြီးမိကခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်တွားတော့လေမောင်မိတာအဆောင်မဟုတ်တက်တော်မဲ ခန္ဓာလေးပါမိတာရဲ့၅နာရီရောမခွဲသေးပါဘူးမဟုတ်ဘူးလေကွာမောင်ကလေဒီမှာမိတာရေလဲမချိုးရသေးဘူးအဝိစားလေးမထည့်ရသေးဘူးတော်ကြနေလာတော့မှာဟုတ်၁၀မိနစ်ပဲကွာ၁၀မိနစ်နောက်ထပ်၁၀မိနစ်မိတာနေရဦးမယ်၆နာရီထိုးမှလာမှာ ਉਹ များအခုမှအစောကြီးရှိသေးတယ်ခလိုက်တာမောင်ရဲ့မိတာဘာများတက်နိုင်ဦးမလဲမိတာလက်ကိုအတင်းဆုပ်ထားတဲ့ မောင်ရည်မျက်နှာကို ကြည့်မိတာတက်ပြင်းပြင်းခြာရတော့တယ်တနေ့ကအတန်းနေပြီးတော့ရှောက်လေရရတော့မဝါသေးဘူးလားမောင်ရည်လို့မိတာမမေးရတော့ပါဘူးမိတာလည်းမောင်လို့ပဲခံစားနေရလို့ပါခဏလေးပဲဖြစ်ဖြစ်မောင်နဲ့နေချင်းသေးလို့ပါတောက်စာနေကိုမောင်မုန်းနေကွာဘယ်တော့များမှမောင်တို့နှစ်ယောက်စနေတနင်္ဂနွေကိုရှောက်လေရမှာပါလေသူများတွေဆိုရင်အိုး မောင်မလဲကွာမကြတော့ပါဘူးတနည်းပဲလူတော့တွေဥစ္စာမိတာတို့ဇန်နေရက်တွေလဲတွေ့နေရရဲ့တာနေမကောင်းဘူးလေမောင်ရဲ့တရွာမိတာကိုအားလုံးတောင်းပြီးယူထားတော့မိတာမျက်နာချက်ချင်းညှို့ကြပြီးမျက်ရည်ဝိုင်းပြန်တော့လေမောင်ခမရသနာစရာအေးပါကွာဟုတ်ပါတယ်မိတာကိုမောင်ကမခွဲနိုင်လို့ပါဇန်နေတနည်းတွေနှိမ့်ရလောက်ကတယောက်တည်းတိတ်ရောက်လာမိတာရဲ့ ဘေးသွားပြီးတော့ဘေးလာရမှလည်းမသိဘူးရုတ်တရက်မိတာဆုံးရတယ်လို့ဖြစ်ပြီးပြန်မပြောနိုင်မဲ့အပြည့်ကင်းစင်နဲ့မောင်ရဲ့မျက်လုံးတွေကိုမိတာဝမ်းပန်းတနေကြည့်မိသည်ကဲသွားတော့မျက်ရည်လေးကလေးကလေးနဲ့ဟွန်းတော်ကြရင်ခုံနေဦးလေးကြီးလာခေါ်တာနဲ့တိုးနေတော့မှတူတူမကိုနှိမ့်ဆက်နေရသလားဆိုပြီးတော့ကို့ကိုရိုက်ခံထိနေဦးမေးတော်ပါတော့တော်ပါတော့မောင်ရဲ့ ဇာလူဆက်ဆက်မျက်ရည်ကိုမိတာသိမ့်ပြီးမျက်နှာကိုပြင်းလို့မိတာကိုနောက်ပြောင်စိတ်သက်သာစေတဲ့မောင်ရဲ့လက်တွေကိုဖြစ်ညှင်းနှုတ်ဆက်လိုက်တယ်။တနင်္လာနေ့ကိုစောင့်နေတော့မောင်မောင်ကိုမိတာချစ်ဆုံးပါလက်ခနဲ့မိတာအဆောင်ဘုံကို ပြေးတက်ခဲ့သည်မောင်မိတာကိုနောက်ကနေငေးကြည့်နေလိမ့်မယ်အခန်းတကားကိုအမြန်ဖွင့်ဝင်ရင်းဇပွဲရင်းနာရီကိုလှမ်းကြည့်မိတယ်ငါးနာရီခွဲပြီးပြီး အရာပေါ်ကိုပြစ်လဲပြီးမောင်ကိုတနေ့ချင်းမတွေ့ရတော့ဘူးမောင်ရင်ကြာကျင်နေတဲ့မျက်ရည်တွေကိုရေနဲ့အတူရောချိုးပြစ်လိုက်တယ်။ခေါင်းလျှော်ပြစ်လိုက်တယ်။မောင်ကြိုက်တယ်ဆိုရဲတရုတ်တတိသရီခေါင်းလျှော်ရင်းနဲ့မျက်များလျှော်လိုက်တယ်။မျက်နာကိုလည်းမှုေးသိနေအောင်လက်ဘေးနဲ့နရွက်လေးတွေလည်းမှုေးသိနေအောင်မိကပ်ပါပါကိုအနှံ့အပြားပုတ်လိမ့်လိုက်။ဂရင်အောက်ကတစ်တာကိုဆွဲထုတ်လိုက် ရက်တောင်တစ်ဖက်ဖက်ခလိုက်။နာရီကြည့်လိုက်နေလုံနေကြတာ။မိတာကိုခရီးသွားနေတဲ့ကြိုင်လေးသားရှိနေရင်တဖက်ကလေးမောကနေဒုက္ခဒုက္ခဟုညင်ညူပေးလိမ့်မည်။ကြိုင်လေးလည်းမနှက်ပြန်တော့တော့ပြန်ရောက်လိမ့်မည်ထင်သည်။ဒီတခါသုံးရက်ထဲလို့ပြောသွားတာပါပဲ။ခရီးစားဝိတ်အသေးလေးတဲကိုအင်းကြီးနှဆုံထဲမိကပ်ပေါင်းသားနှခမ်းညီမှုတွေထဲသွားတိုက်စီသပုတ်တန်နေထဲ လိုအပ်တဲ့အခြားပစ္စည်းလေးတွေရောအားလုံးထည့်ပြီးအိတ်စက်ကိုဆွဲပိတ်လိုက်တဲ့အချိန်မှာပဲအဆောင်အုပ်ကနားရင်နေတဲ့ကားဟွန်းတံကိုမိတာကြားရသည်တဆက်သေးမှာပဲတတရီဦးလေးလာပြီလာပြီလာပြီခဏလေးဦးလေးလာပြီတဲ့တကောလုံးမွှေးချိုင်တင်းပြန်နေတဲ့မိတာမှန်တဲ့ကိုနောက်ဆုံးအနေနဲ့ကြီးလိုက်တယ်မိတ်ကပ်ပါပါနှခမ်းကြီးရေရေနဲ့ 19နှစ်အရွယ်မိမချုံလေးတယောက်ကကြောက်စိမ့်နှဆွဲရှိရှိလေးကိုခါရမ်းပြီးမိတာကိုပြန်ကြည့်နေသည်။မောင်ချစ်တဲ့တတဝင်းဆိုတဲ့ကောင်မလေးရဲ့လူတကာငေးကြည့်ရတဲ့အလား။နောက်ပြီးတော့ဘလို့ပြောရမလဲ။မိတာနဲ့မောင်ဘွားကို အစဉ်ပြေချောမွေစေမယ့်အလား။အဖိုးတန်းအဆောင်ရောက်ပြင်စင်ရင်းနဲ့တကောလုံးစိမ့်မြနေတဲ့မိတာကိုအဆောင်ရှိမှရက်ပြီးစကားပြောနေတဲ့လူတွေအကုန်လုံးက ဝိုင်းကြည့်နေကြတယ်။အားကြတဲ့အကြည့်တွေနေပေါ်မနာလိုတဲ့အကြည့်တွေအကြည့်ခံရတဲ့မီတာကကြည်နူးလိုက်ပါလိမ့်မယ်။ကားတကားကိုမီတာဆွဲဖွင့်ပြီးဝင်ထိုင်လိုက်တာနဲ့ကားလက်ကမ်းရဲ့နောက်မှာခတ်တင်ရီရီထိုင်နေတဲ့မီတာရဲ့အဆောင်ပိုင်ရှင်ကစပြီးမီတာတငယ်ချင်းတွေအထိအားလုံးရှိန်ကြတဲ့ထိတ်ပြောင်ပြောင်ဖိုက်ရွှဲရွှဲအသားမဲမဲမီတာရဲ့ဦးလေးကကားကိုချက်ချင်းထွက်တယ် မိတာကကုတ်ကုတ်လေးဦးလေးကိုကြောက်ရွံ့ရိုသေတဲ့ပုံစံကတော့အပြည့်ပေါ်ကားကမညီမညာမြင်းဒီလန်းကလေးထဲမှာတလိမ့်နေတလူလူလှုပ်ခါနေသလိုမိတာရဲ့ရင်ထဲမှာလည်းထုံးစံအတိုင်းထိတ်ခနေလှုပ်ခါရပြန်ပြီမြင်းဒီလန်းအတွက်ကားလမ်းမကြီးရောက်ကားခွေဖို့စောင့်ရတဲ့နေရာဟောဟောမပြောလို့မရတဲ့မိတာရဲ့မောင်တပင်ကွယ်မှာမိတာရင်ထဲကို တစစ်စစ်နာလာစေတယ်မောင်မောင်ရဲ့မူပိုင်အကျင့်နဲ့ပြီးတော့မိတာသာအတိတ်ပဲဖော်ရနိုင်တဲ့အတန်တိတ်ဒီနဲ့မိတာကိုလွှမ်းနေဥလေးချီကိုမုန်းနေတယ်လေမောင်ရဲ့မောင်လို့တော့မမုန်းပေမဲ့မိတာမချစ်ပါဘူးဒါပေမဲ့မချစ်တော့လဲမိတာအောင့်ကာနမ်းမင်းဦးကနေကားကွက်ပြီးလမ်းမကြီးပေါ်မှာမြားကလေးတစ်စင်းလိုပြင်းနေတော့မှပဲမိတာရဲ့ ဦးလေးစောသူကိုအလားဆုံးအပြုံးနဲ့မိတာနှုတ်ဆက်လိုက်တယ်။နေကောင်းရင်လားကိုကိုတတာလှရင်လားယင်။ကဲကိုကိုသွားမယ်တော့တတာမနက်9နာရီလောက်ကိုရောက်မယ်ဟုတ်ပလား။တတာစောင့်နေမှာပေါ့။မိတာကိုနှုတ်ဆက်တဲ့နန်းနန်းနဲ့သူ့ပါဇက်ကအယဉ်နန်းမိတာပါမှာဆွဲထင်ကြံ့ရစ်တယ်။သူ့ခန်းထဲကထွက်သွားတဲ့အတန်းတကားပြန်ပိတ်တဲ့အတန်းကားဆက်နှိုးတဲ့ အားလုံးကိုမိတာမျက်လုံးမှိတ်ထားရင်နားထောင်နေမိတော့သည်ခဏနေတော့အားလုံးဟာတိတ်ဆိတ်ငြိမ်သက်သွားလိုက်တာဘဝင်းချင်းအတန်ပလန်ဘာဆိုဘာမှမကြားရလောက်အောင်ခြောက်ခြားလောက်အောင်ငြိမ်လိုက်တဲ့အညာအော်ဒါဆိုရင်စိတ်ငြိမ်ရက်ွက်ကိုဒီလိုစိတ်ငြိမ်စွာနေရဖို့အတွက်ဘလောက်တန်ဖိုးကြီးပေးထားရတယ်မှတ်တယ်လေမိတာဘလောက်များနားလေလို့လဲ အဆောင်မှာတော့ဒီချိန်လောက်ဆိုရင်စူးလို့ညံ့လို့ကောင်းတော့လက်ဖက်တုပ်စားလို့ကောင်းတော့အဆောင်ရှိမြင်းနီလန်းပုံမှာလဲကစ်တာအဖွဲရီနဲ့စီကာဆူညံနေတော့ခုတ်တီမှာတော့မိတာတယောက်ထဲရဲ့အခန်းတခန်းလုံးမှာမျက်နှာကျက်ပေါ်ကတဝီဝီလဲနေတဲ့ပန်းကားတန်းကလွင်ရင်ငြိမ်လို့တိတ်လို့အားလုံးဟာမလုံမရှက်အနာကစားစရာတုပ်စရာတွေတင်ထားတဲ့စပွဲကလထိုင်တစုံကလည်း မလုံမရှက်နိုင်ရန်ဘောကနှင်းဟောင်းပြက်ကလေးတွေကဂျပန်မှာလှက်လာလေးကလေးမလုံမရှက်အိုးကလေးဘောကတက်ရှိဖြစ်တဲ့မိတာတော်မှာတကယ်ကို မလုံမရှက်ပါပဲစပွဲဘောကတယုံစာ ထုတ်တွေကိုလေမိတာဖြေတော်ကြည့်ခြင်းစိမ့်မရှိပါဘူးရေအေးအေးလေးတစ်ခွက်လောက်တောက်ရရင်တော့ကောင်းမှာပေါ့ရေတောက်ပြီးရင်မိတာဘာလုပ်ရမလဲအချင်းစိတ်ကလည်းမရှိသေးဘူးမိတာနဲ့ခင်မင်းနေပြီဖြစ်တဲ့ တိုင်နိုင်ရန်ထူကြီးရဲ့ဟိုဘက်ချမ်းတိုက်ကြီးပေါ်ကလူရဲရဲ့စကားသွားပြောရင်ကောင်းမလားတော်ပါပြီလေမသွားတော့ပါဘူးဒိညာတော့ကိုပါသားပဲနေရကောင်းပါ रे ဘာပဲဖြစ်ပေါ်သူတို့ကကိုကိုဝတ္တရားရတာဆက်ဆန်တာလူမှုရေးကြောင့်သာဆက်ဆန်တာတကယ်တော့မိတာကိုသူတို့ဘာဆက်ဆန်စရာရှိလို့လဲမိတာသူတို့နဲ့တယောက်နဲ့တယောက်သိစရာဘာမှမလိုတာ။ သူတို့ကသူတို့အခြေအနေနဲ့သူတို့မိတာလိုချင်တဲ့အခန့်ကိုငှားတယ်။တနေ့ကို150ယူတယ်။တိုက်ခန်းကတည်တံရေချိုးကန်အိမ်သားကတွေ့ရက်အခန်းထဲမှာအိယာခန္ဓာပစ္စည်းပစ္စည်းကလည်းအပြည့်အစုံနဲ့ရေကဲတတာအောင်ပါလိုက်သေးတယ်။မိဘတို့ခုပဲမပါတာ။မိဘကတော့လူလည်းမလိုပါဘူးလေ။မိတာတို့ချက်ပြုတ်မစားဘူး။စားစရာကအပြင်းကဝင်လာလိုက်တာပဲ။ တေခန်းကမိသားတို့အနေနဲ့ကလည်းရှူပြောပါတယ်။စိတ်ငြိမ်ရက်ွက်တွေကအဆုံဆုံးနဲ့အကျယ်ဆုံးခြံတွေကတီးတန့်နေရလိမ့်။မိသားအတွက်ကလည်းကောင်းတယ်။နောက်ကြောင်းရံမအေးတဲ့မိသားရဲ့ကိုကိုအတွက်ကလည်းကောင်းတယ်။မိသားတို့စနေတနင်္ဂနွေနိုင်ငံနဲ့တောက်ကြနေညပိုင်းမြေတုံးတာ။တောက်ကြနေညနေလာတယ်။မိသားနဲ့9နာရီခွဲလောက်ချိန်နေပြီ။10နာရီဆိုသူကအိမ်ပြန်နေတယ်။ ဒီမှာပဲတော့မှညမအိပ်ဘူး။နောက်နေ့စနေနေ့မနက်9:00နာရီလောက်မှလာတယ်။တနေ့ကုန်နေတယ်။ပြီးတော့မှည9:00နာရီလောက်ကိုအိမ်ပြန်နေ။နောက်တနေ့ကုန်နေမနက်လည်းလာပြန်နေ။တနေ့ကုန်နေညနေ9:00နာရီလောက်မှအဆောင်ပိတ်တဲ့အချိန်နဲ့အခိုက်မိတာကိုပြန်လိုက်ပို့တယ်။အဆောင်ကတော့တက်တာဝင်းတယောက်ဦးလင်းအိမ်ကပြန်လာပြီပေါ့။ပတ်စံချမ်းသာပြီးတွမကိုဂရုတစိုက်ရှိလာတဲ့ဦးလေးကို သူကိုယ်တိုင်းတေချာလာကြတယ်တေချာပြန်ပို့တာမြန်မှန်တဝင်းဝင်းခတ်ဝတ်ဝါဇပင်းဖြူတပင်းနှပင်းစနေအရွယ်ချင်းကလည်းဒလောက်กว่าတာဘသူကများဦးလေးဟုတ်ရဲ့လားလို့ရောင်းလို့တော့တန်တရားဖြစ်မှလေတချို့ကအားကြရတဲ့ရေးစားချော့ချော့လေးတယောက်နဲ့တတရားနဲ့ចောင်းသူချော့ချော့လေးတတာဝင်းပေါ်အများနဲ့သူဝင်နိုင်စားနိုင်တောင်းနိုင်ဖြုံနိုင်တဲ့တတာဝင်းပေါ်အော် မိတာရဲ့မောင်နှောင်မှတည်တက်ပြီးရတဲ့မိတာကိုထက်ဆက်ကလေးရှိမိလို့လားအပတ်စဉ်တောက်ကြစနစ်အပြင်ထွက်အိတ်တဲ့ရေစာကိုမောင်မတင်ကားလို့စောင့်ကြည့်လေတောက်ကြနဲ့ညနေမောင်ပြန်ပို့ပြီးတနေရာကကြည့်ပေါ်မိတာရဲ့ဦးလီလာခေါ်တယ်လေအပတ်စဉ်ဒီလိုပဲတနေ့ကနေညနေပြန်ပို့တယ်လေဒီလိုပဲဘာထင်မှားစရာရှိလို့လဲဒါပေမဲ့ကွယ် မောင်ကတော့မိတာကိုမတင်ငါစိတ်နဲ့စောင့်ကြည့်ရှာတာမဟုတ်ပါဘူး။ပကတိရိုးသားစိတ်နဲ့မိတာကိုမြင်းနီလန်းအထွတ်တစ်ပင်ခွေကနေလူလုံးပြရတာမောလို့ခဏလေးပါမောင်ရင်ခဏလေးပါမိတာတို့အတွက်မဝေးတော့ပါဘူးပျော်စရာကောင်းတဲ့အချိန်တွေရောက်လာတော့မှာပါမိတာမိုက်နေတာမဟုတ်ပါဘူးလော်လီဖောက်ပြားတာလည်းမဟုတ်ပါဘူးလော်လော်ဆယ်မိတာចောင်းစရိတ်အတွက် မောင်နဲ့မိတာရဲ့အနာဂတ်အတွက်မိတာအလုံးလုံးနေတာစိတ်တန်တန်ရှင်းရှင်းနဲ့မိတာအလုံးလုံးနေတာပါမိတာကတော့ရှင်းနေမောင်မိတာမောင်ကိုတိတ်ချစ်တယ်မောင်ကိုပိုင်ဆိုင်ချင်တယ်မိတာမောင်နဲ့လက်ထပ်မင်းဘာဖြစ်တယ်လဲအတန်းနဲ့အောင်ချစ်ရသူမို့မတန်ရှင်းတဲ့ခန္ဓာကိုယ်ကိုမအဲ့ရပါဘူးဆိုရင်ဟိုရှေးတုန်းကခတ်တုံးတော့အတွေးခေါ်ရင်တိခက်မှာတော့သွားဆက်မှာမိတာကတော့တိတ်မုန်းတာပဲ ကိုဆိုရင်မိတာပတ်စံတော်တော်စုမိနေပြီ။မိတာကို तू ကတလောက်တထောင်ပေးတယ်။တပတ်တစ်ခါပဲတွေ့တယ်။ဒါတော့ညာရိုက်တာမဟုတ်ဘူးလေ။ तू မှလည်းသူ့ကြောင့်နဲ့ तू အင်းကမိမကြီးနဲ့သားသမီးတွေမသိအောင်ပြပြရင်နေထက်ရသေးတာ။တိတ်လုံများတဲ့စီးပွားရေးသမားတယောက်နေနဲ့ညာ9နာရီစင်နာရီဆိုတာနောက်ကျနေရောလေ။ဘာဖြစ်တယ်လဲ။တခြားချိန်တွေဘာလုပ်နေနေ9နာရီစင်နာရီအိမ်ပြန်ရောက်ရင်ပြရမယ်မဟုတ်လား။ ။သူကလည်းသူ့ကွက်ကိန်းနဲ့တူမဟုတ်လား။မိတာကလည်းမိတာတွက်ကိန်းနဲ့ပေါ့။သူ့စီရရတဲ့တလတစ်ခေါင်ကျော်ကိုမိတာချွေချွေတတာသုံးနေ။မကောင်းမဖြစ်တဲ့ကြောင်းစဲကလွှဲရင်အစာတောက်လည်းမိတာချွေတာတယ်။သူများတွေကတော့ဘယ်သိမလဲ။ဝင်လိုက်စားလိုက်တာလို့ရှိမှာပေါ့။တကယ်တော့မိတာဝတ်တဲ့အဖိုးတန်ဥဝင်စားတွေကသူကြီးစီကအပေါ်ပေါဆူဖြစ်ဝဲပေးတာတွေသူသမီးတွေအတွက်ဝင်းင်းနဲ့ မေတ္တာအထွတ်ပါဝင်လာတာမျိုးတွေပါ။သူနဲ့ဆက်သွယ်မိတဲ့တစ်နှစ်အတွင်းမေတ္တာ၄000ဆုမိနေပြီ။နောက်တစ်နှစ်မေတ္တာចောင်းပြီထိဆိုရင်၈000လောက်တော့ရလိမ့်မယ်နဲ့တူရဲ့။ကြော်ပြီလေ။ចောင်းပြီတာနဲ့မေတ္တာမောင်းနေလက်ထမင်း။အိမ်ကန်းလေးတစ်ခန်းငှားမယ်။နှစ်ယောက်အလုပ်လုပ်မယ်။မေတ္တာအိမ်ကိုထောက်ပံ့စေနေဆိုရင်တော့မေတ္တာနဲ့မောင်းချွေတရအောင်မှာပေါ့။ဖေတော့အမေတို့ကတော့မေတ္တာကိုပြောမှမဟုတ်ပါဘူး။ တို့မထောက်ပံ့နိုင်တာကိုကိုစင်းရေကိုရှားပြီးကြောင်းတက်တဲ့တမီးရဲ့လို့ကြံဖန်ပြီးကျေးဇူးတင်နေရှာတာမိတာတို့အိမ်ကဆင်းရဲတယ်မောင်နှမလေးများတယ်မိတာဆင်းတဲ့အောင်တော့အဖေရောအမေရောကြောင်းဆက်တက်စေချင်ကြတယ်ဂျာမင်းမဲမူလာတဲ့ကြောင်းအဖေလာကနဲ့အမေဈေးရောက်ရတာလေးနေကမိသားစုစားတောက်ဖို့တောင်အနိုင်နိုင်ရင်မိတာပဲကန်ကောင်းတာလားကန်ဆိုးတာလားဆိုတော့မသိတော့ပါဘူးလေ ရန်ကုန်ကအတင်းအင်းချောင်းလေးတဲ့အဖေအကိုတယောက်ကမိတောင်ကိုခေါ်ပြီးကြောင်းထားပေးတယ်။အဖေအကိုအိမ်ကရန်ကုန်မှာဆိုပေမဲ့မင်္ဂလာရုံးဆိုတော့မိတာကြောင်းတက်ရတာဝေးတယ်ဆိုပြီးအပြင်ဆောင်မှာထားပေးပြီးကြောင်းတက်ခိုင်းတယ်။ကန်ဆိုးစင်တော့မိတရဒုတိယနေ့ဖြစ်နေတော့မှအဖေအကိုမိတာပါကြီးခမရုပ်တရက်ကားတိုက်မှုနဲ့ဆုံးသွားတယ်။မိတာဘလုံးလုံးဆက်နေသင့်တော်မလဲ။မိတာကိုဘသူကထားပေးတော့မှလဲ။ နှစ်နှစ်ပဲလူတော့မှာဖြစ်တဲ့အတွက်မိတာဝမ်းနေရင်နဲ့ဆက်နေဖို့လမ်းစာကိုမိတာရှာဖွေမိတယ်။တခါတလေတော့လဲတွေးမိတယ်မောင်ရင်။အဲဒီအချိန်မှာစိုင်းလေးနဲ့မတွေ့ပဲမောင်နဲ့တွေ့ခဲ့မိရင်မိတာဘဝတစ်မျိုးတစ်မီဖြစ်ချင်းဖြစ်လာမှာ။ဒါပေမဲ့မဖြစ်နိုင်ပါဘူးလေ။မောင်ဟာလည်းမရှိမရှာမိဘကတက်စီခြင်းလုံးလို့ထားပေးတဲ့ចောင်းသားတယောက်ပဲဥစ္စာ။ မောင်လေးမိတ္တာပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ကြိုင်လေးကခိုင်စပင်ဆောင်မှာမိတ္တာနဲ့ဂရင်ချင်းကက်လျက်နေတာ။သူ့ရုံမှာအလုံလုံတဲလို့ပဲတဆောင်လုံးကတိတ်ထားတာ။မနဲ့ဆိုရင်ရိုးရိုးလေးပဲချင်းလေးနဲ့ထွက်သွားတာ။ညနေရုံစင်းချိန်ဆိုပြန်လာတာပေါ့။အေးစစ်စစ်ဘဲမှလည်းမသွားတတ်ဘူး။ဒါပေမဲ့သူ့ရုံလောက်ကဆိုပြီးတလားတခါလေးငါးရက်တစ်ပတ်ခရီးတော့သူထွက်တယ်။တကယ်တော့အဲ့ဒီခရီးဟာ ူအလုံးလို့ဖို့ထွက်သွားတာတယောက်ဒါမှမဟုတ်တစုံနဲ့တူးလိုက်သွားတာတထောင်ကနေ2300ထိရတယ်။ကျိုင်းလေးအကြောင်းကိုဘသူမှမသိဘူး။မီတာကိုတော့သူသိခင်တယ်။မီတာအားလုံးကိုလက်လျှော့ပြီးငေါ်ကြီးချမနဲ့အင်ကိုအပြေးပြန်ဖို့ပြစီသိမ့်နေတော့မှပဲ။ကျိုင်းလေးကမီတာကိုတနာပြီးဒီအကြောင်းတွေကိုဖွင့်ပြောခဲ့တယ်။မီတာကိုအကြံဉာဏ်ပေးခဲ့တယ်။မီတာဟာချော့တယ် တက္ကသိုလ်ကျောင်းသူအဆင့်တန်းရှိရှိတိတ်တိတ်ဆိတ်ဆိတ်နဲ့ဘသူမှလည်းသိကြမလို့ဘူးတဲ့ပြီးတော့တသက်လုံးမှမဟုတ်တာနှစ်နှစ်ထဲလီမိတာဘာဖြစ်သွားမှမှတ်လို့မိတာလှလှပပဝစ်စားပြီးကျောင်းဆက်နေတိုင်းပဲအဖေတို့အမေတို့မိတာတို့လိုချင်တဲ့ဖွဲ့ကိုရမယ်မိတာခေါင်းတစ်ချက်နှိမ့်လိုက်တာနဲ့အားလုံးအဆင်ပြေသွားတယ်မောင်ရဲ့တတရားနေ့နှစ်လေမှာမောင်နဲ့မိတာတွေ့ခဲ့ကြတယ်ချစ်မီယာ မိတာဘာတက်နိုင်မှာလဲမိတာမငေါမချစ်တင်ဘူးလို့မိတာမတွေးခဲ့မိဘူးမိတာအလုံးလုံးတာပဲတခါတလေစိတ်မကောင်းဖြစ်တာတော့ရှိတာပေါ့အထိုးသဖြင့်တောက်ကြနေညနေမောင်ပြန်ကနီးအချိန်လေးပေါ့မိတာဘလို့ထိမ့်မိမေအဆောင်မရောက်တာနဲ့ငိုပါရောတော်ပါမိမောင်ရေမိတာမစင်းစားနေတော့ဘူးတယောက်တည်းအထီးကျန်နေရမှာမောင်ကိုပုံတတိရတယ် ဇနေတန်နေကုန်နှစ်ရက်လုံးတယောက်ထဲတိတ်ယုံနာပဲမိတာရဆိုရဲမောင်ရင်အတန်းကရှင်နေမှာပဲ့တင်ထက်နေသလိုပဲကြော်ပါတော့မောင်ရင်မိတာအိပ်ပြစီတော့မိတာလေးဟိုလိုကြီးဝဲလာတဲ့ချောကလက်နှစ်ခုမိတာမစားပဲမောင်အတွက်တိတ်တိတ်လေးတင်ထားတယ်မဝေးတော့ပါဘူးမောင်ရင်တနည်းဆိုတော့ခဏလေးရေပါတနည်းနာနေမနဲ့အဆောင်ရှိကနေမိတာကိုမောင်ဆက်ဆက်လာဆောက်နေပါ